လက်နက်တွေယူသွားပြီးတော့လူကိုပြီးဆိုလဲဆုတ်မြစ်ခဲ့တာလက်နက်ပဲသူတို့အတွက်အဖိုးတန်တယ်လူကသူတို့သူတို့အတွက်အဖိုးမတန်ဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာလူဆိုရင်သူတို့ကဂရုကိုမဆိုင်ဘူးပေါ့နော်ဒီအသက်တွေကဈေးပေါ်တယ်ငါတို့အတွက်နောက်ထပ် ပေါ်တာဆွဲလိုက်ရင်ရတယ်မြို့ပေါ်မှာသွားပြီးတော့လူငယ်တွေကိုဖမ်းဆီးလိုက်ရင်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလုံနေကြတာအဲ့ဒါကြောင့်မလို့လက်နက်ကိုပဲအရယူသွားပြီးတော့လူကိုဒီတိုင်းဆွန့်ပစ်ထားခဲ့တာပေါ့နော်အချိန်ကြီးမလှဘူးဖြစ်နေတာပေါ့နော်လာသမျှစစ်ကြောင်းနေအကုန်ဖြတ်တောက်ခံနေရတယ်သူတို့မဆက်လို့သာတောင်း တောင်းတာပေါ့နော်တိုက်လို့လည်းမရတော့ဘူးလေတောင်းမှာပဲရတော့မယ်အခုတောင်းတာလည်းမသေးကြတဲ့အနေထားဖြစ်နေတော့အောက်ခြေကစစ်သားတွေကသူတို့အပေါ့ကိုတေချာပေါက်ဆဲနေလောက်ပြီမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဒါမနက်မိုးလင်းပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ထုံးစံတိုင်းဘာရှာတယ်လဲဆိုရင် စစ်ကောင်စီစစ်သားတွေဘယ်နေရာမှာဘယ်လိုမျိုးခွေခေါက်နေသလဲဆိုတဲ့သတင်းတွေကိုပို့ပြီးတော့လိုက်ရှာကြတာပေါ့ဗျာအဲ့တော့ဒီနေ့လည်းအဲ့သတင်းတွေ့တာပဲပေါ့နော်တွေ့တယ်။နေ့တိုင်းမှာအဲ့လိုဖြစ်စင်နေရှိနေရလဲဒါကျွန်တော်တို့ကမင်္ဂလာတစ်ပါးပဲပေါ့နော်။အဲ့တော့ဒါဝက်လက်နဲ့ပတ်သက်လို့ကျွန်တော်ပြောကြမယ်။ဝက်လက်မြို့နယ်တဲကဒါစစ်ကောင်စီစစ်သားတွေကိုလိုလိုင်းတပ်ဖွဲ့တွေကဒါကြားပြတ်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ပေါ့နော်။အများကြီးပဲအားရစရာအချက်တွေတွေ့ရတယ်။ပြီးရင်ပလဲနာပဲရှိမြောင်းနေမှာပေါ့နော်။မြောင်းနေမှာပလဲနေချိုးကောင်တွေဖင်နေပါပြီပေါ့။ချိုးကောင်တွေဆိုလက်လက်ကြီးမှန်တာပြီးချက်တော့တွေပါပြီပြောင်းပြန်နေပါပြီ။ ဖြစ်နေပါတော့အဲ့လိုပုံစံမျိုးနဲ့ဒါတွေးကြရတယ်ဒါဗီဒီယိုရုပ်သံလည်းဒါအားလုံးကြည့်ပြီးသားဖြစ်မှာပေါ့နော်အဲ့တော့အားဖြစ်စင်တဲ့ပတ်သက်လို့အားရစရာပြောကြမယ်အဲပြီးတာနဲ့ဒါစစ်ကောင်စီကရခိုင်ပြည်နယ်ကမြို့နယ်၄ခုကိုပေါ့နော်ပြန်ပြီးတော့ဒါတရုတ်စီကနေတဆင့်သံတောင်းစားတောင်းပြန်တောင်းနေဆိုတဲ့အကြောင်းသတင်းတွေထွက်ပေါ်နေတာကိုလည်းပြောကြမယ်ပေါ့နော်အဲ့တော့ပထမဆုံးတော့ဒါကျွန်တော်တို့ဒေါ်လိုင်းသတင်းကောင်းပေါ့နော်ဒေါ်လိုင်းအတွက်တော့သတင်းကောင်းမင်းအွန်လိုင်းအတွက်တော့သတင်းစိုးဒီဝက်လက်မြို့နယ်တဲ့ကဒါတိုက်ပွဲဖြစ်စင်တဲ့ပတ်သက်လို့စစ်ကောင်စီစစ်သား၁၈ဦးသေတယ် စကားစကားတော်တော်လေးကိုဒါဖွဲ့စည်းပုံပြက်နေတဲ့ပုံစံမျိုးတောက်ခွန်တော်ဦးတည်တယ်တည်တဲ့ဟာတို့မှပဲဒီဘလောက်ထိဖွဲ့စည်းပုံပြက်နေတယ်ဆိုတော့ဒီအလောင်းတွေကိုပြီးစွလဲဆွန့်ပစ်ထားခဲ့တယ်ပြန်မြူသွားဘူးပြန်မခေါ်သွားဘူးအဲပြီးရင်အဲ့လိုမျိုးပေါ့ ဆုံးပြစ်သွားတာလည်းဖြစ်နိုင်တယ်မမြင်တာလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့နော်ရေထဲမှာငုတ်နေကြတာဆိုတော့မမြင်တာလည်းဖြစ်ခြင်းဖြစ်မှာပေါ့နော်ဒါဟာသအနေနဲ့ပြောပြတာပါဒါပြောရမယ်ဆိုရင်ဒီကစစ်ကောင်စီကအခုဆိုရင်ဒါသူတို့ရဲ့ရဲဘော်ရဲဘက်ဆိုပြီးတော့သဘောထားတဲ့ဟာမျိုးလုံးဝမရှိတော့ဘူးသူတို့မှဒါအခုလိုမျိုးဒါတရားဟုတ်ကတိတ်ဝါပဲဖြစ်ဖြစ်ဒဏ်ရာရဝါပဲဖြစ်ဖြစ်ဆုံးပြစ်လိုက်ဖို့လုံးဝဝင်မလေးဘူးပြီးဆိုလေထားခဲ့လိုက်ဖို့လုံးဝဝင်မလေးဘူးဆိုတဲ့ဟာကိုလည်းသိတာစီတယ်နောက်တစ်ခုကဒီလိုမျိုးဆုံးပြစ်ခံရတဲ့သူတွေကပါစတွေလည်းဖြစ်နိုင်နေဆိုပြီးတော့ဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုတော့ ဲပါစာဆိုရင်ထားပါတော့ဒီပါစာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့အောက်ခြေစစ်သားပဲဖြစ်ဖြစ်အခုနောက်ပိုင်းမှာသူတို့ရဲ့ရွေချက်ကဘာဖြစ်နေလဲဆိုတော့ဒီအလောင်းပြတ်မရဘူးဆိုရင်သူတိတ်ဆုံးစင်းသွင်းလို့မရဘူးတိတ်ဆုံးစင်းသွင်းလို့မရရင်သူပျောက်ဆုံးထဲမှာထည့်ရပျောက်ဆုံးစင်းထဲမှာထည့်ရပျောက်ဆုံးစင်းထည့်ထားတယ်ဆိုရင်သူကခန်းစားခွင့်ပေးစရာမလိုဘူးအမ်အဲ့ဒါကြောင့်မလို့ပဲသူတို့ကတေဝရတယ်ဆိုရင်လေပျောက်ဆုံးစင်းထဲပဲထည့်လိုက်မယ်အသေးတော့မပြတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီတိုင်းပြစ်ထားခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကအယံအလုတ်ရှုပ်တယ်ဗျာအခုဆိုလဲအဲ့ဒီဟာတွေရှင်းရမှာကြည့် ဒါဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီဒီဒီလိုမျိုးမြောင်းထဲမှာဒီလိုမျိုးဒါအသက်ပြောက်နေတယ်ဆိုပေမဲ့လည်းဒီရေတွေကတုံးဝဆွဲရတာရှိအောင်မှာလဲနေပါတယ်အတွက်ကိုပေါ့နော်အဲ့တော့ဒီလိုမျိုးဒါညံ့ညမ်းသွားမှာတွေပေါ့နော်တော်တော်ကိုယွန်စရာကောင်းတဲ့အပုတ်ကောင်တွေဒီတိုင်းရှိနေလို့လဲအစင်အမပြေပြန်မှုအဲ့ကြောင့်တပ်ဖွဲ့တွေကဒါိုင်းနဲ့ပတ်သက်လို့ရှင်းရလင်းရအောင်ပါပေါ့နော်ပြီးရင်ဒီကောင်တွေကတော်တော်လေးယုံပါလေဗျဒီလက်နက်တွေယူသွားတယ်လက်နက်တွေယူသွားပြီးတော့လူကိုပြီးဆိုလဲဆုတ်မြစ်ခဲ့တယ်လက်နက်ပဲသူတို့အတွက်အဖိုးတန်လူကသူတို့အတွက်အဖိုးမတန်ဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာ လူဆိုရင်တို့ကဂယုကိုမဆိုင်ဘူးပေါ့နော်ဒီအသက်တွေကဈေးပေါ်တယ်ငါတို့အတွက်နောက်ထပ်ပေါ်တာဆွဲလိုက်ရင်ရတယ်မြို့ပေါ်မှာသွားပြီးတော့လူငယ်တွေကိုဖမ်းဆီးလိုက်ရင်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလုပ်နေကြတာအဲ့ဒါကြောင့်မလို့လက်နက်ကိုပဲအရယူသွားပြီးတော့လူကိုဒီတိုင်းဆွန့်ပစ်ထားခဲ့တာပေါ့နော်ပြီးရင်ပျောက်ဆုံးစီးရင်တွင်းလိုက်မယ်ခန်းစားခွင့်လည်းပေးကြမလို့ဘူးစီးရင်ထည့်လိုက်မယ်အဲ့လိုပုံစံမျိုးလုပ်တာအဲ့တော့ကျတော့ပါစာတွေဖြစ်မယ်ဆိုရင်ပါစာတွေအတွက်လည်းဒါစိတ်နာစရာကြီးပေါ့နော်စိတ်နာစရာကြီးစစ်ကောင်စီအတွက်အသက်ပေးပြီးတိုက်ပေးနေမယ်ဆိုရင်တော့ စိတ်နာစရာကောင်းတယ်ဒီလိုမျိုးအဖြစ်ဆိုးတွေနဲ့ကြုံရလိမ့်မယ်ပေါ့နော်အဲပြီးတော့ဒီပါစာအနေနဲ့ကျွန်တော်တို့ဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းပါစာဆိုရင်သတိထားရမှာရှိတယ်ကျိုးစစ်ကောင်စီစစ်သားတွေကမိပြီဆိုတဲ့အခါမှာပါဆာလို့ပြောတာကြီးလည်းရှိတယ်ပေါ့နော်ပြီးရင်တချို့ပါဆာပါဆာတွေကစစ်ကောင်စီထက်ပိုပြီးတော့ဒါစစ်ရေးစစ်ရမှာကျွမ်းကျင်နေတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အခေါ်ဝေါ်အတုံးဆွဲပြီးရင်ဒါနေရာယူလာပါညာပေါ့နော်အမိန်ပေးတာမှအဆပေါ့နော်ဒါအမိန်နာခံတာမှအဆစစ်ကောင်စီစစ်သားတွေထက်တောင်မှပိုပြီးတော့စစ်ပုံကြနေရဆိုပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့တွေကပြောတာလည်းရှိတယ် ။နောက်ကျောင်းတပ်ဖွဲ့တွေကအထင်သေးလို့တော့မရဘူးပေါ့နော်။ဒါပေမဲ့အမြင့်မှန်ရလို့ချိန်ဆက်လာတယ်ဆိုရင်တော့တပ်ဖွဲ့တွေကကောင်းမွန်စွာနဲ့လက်ခံကြိုဆိုကြမှာဖြစ်တယ်။အဲ့တော့မိဘတွေအုပ်ထိန်းသူတွေအနေနဲ့ကိုသားသမီးအခုလိုမျိုးမြောင်းညို့မြောင်းကြားဒီလိုနေရာမျိုးမှာဘဝဆုံးတဲ့ပုံစံမျိုးမဖြစ်စေဖို့ပေါ့နော်။ဒါတပ်ဖွဲ့တွေနဲ့ချိန်ဆက်ပြီးတော့ကုပြောင်းမှုတွေလုပ်စေခြင်းနဲ့အဲ့တော့ဖြစ်စဉ်ကိုကြည့်ရမယ်ဆိုရင်ဒါစစ်ကောင်စီစစ်ကြောင်းကဒါဝက်လက်မြုတ်နဲ့ရွာသားကြီးရွာဘက်ကနေထွက်လာတာလို့သိရတယ်။အင်အားက180လောက်ပါတယ်ဆိုတော့ဒါစစ်ကြောင်းဖွဲ့စည်းပုံအပြည့်နှိပါးပါတယ်လို့ပြောလို့ရတယ်။အဲဒါကြောင့်မလို့လေသူတို့ကအင်အားများတယ် အင်အားများတဲ့အတွက်လည်းအင်အားများတဲ့ပုံမှာမူတည်ပြီးတော့ငါတို့လှုပ်ချင်ရလှုပ်မယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေနေတဲ့နေရာတွေပြည်သူတွေပိုင်တဲ့ဒါနေအိမ်တွေပေါ့နော်ကျေးရွာတွေဒါတွေကိုရွာစင်လှည့်ပြီးတော့မီးရှို့နေတဲ့ပုံစံမျိုးဒါမြင်ရတယ်ပေါ့နော်အဲ့လိုအနိုင်ကျင့်နေတဲ့သဘောမျိုးတွေ့ရတယ်အဲ့တော့အဲ့လိုမီးပက်ရှို့နေတဲ့ဒီစစ်ကြောင်းကိုဒါဝက်လက်မြွနဲ့အတွင်းကအထိုင်စခန်းတစ်ခုကိုတွားတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကဒီလိုမျိုးမီးရှို့တဲ့ကောင်တွေကိုလိုက်ပြီးတော့လက်စားချေမယ်ကွာဆိုတဲ့စိတ်နဲ့ဝင်ပြီးတော့ကြိတ်တာဖြစ် အဲ့လိုမျိုးပုံစံမျိုးနဲ့ချိန်ခဲ့တာပါနော်အဲ့လိုမျိုးတိုက်ခိုက်ခဲ့တာအဲ့တော့စောစောကပြောသလိုစစ်ကြောင်းတစ်ခုလုံးဒါပြတ်တဲ့ပုံစံမျိုးဖြစ်သွားတယ်18ရောက်တည်ပြီးတော့အလောင်းတွေပြည့်စည်လေပြစ်ထားပြီးတော့ဂစင်ကလေးအနဲ့ထွက်ပြေးရတဲ့ပုံစံအထိဖြစ်သွားတယ်ဒါအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အလောင်းတော်မှာမကောက်နိုင်တဲ့အဆင်မျိုးတွေဖြစ်သွားတယ်တိုက်ဝဲပြီးတော့ဒါတော်လိုင်းတပ်ဖွဲ့ဝင်တူထိခိုက်တံရရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒီဘက်ကပြောကြဟုတ်တယ် ဒီတိုက်ပွဲဖြစ်စဉ်နဲ့တိုက်ပွဲသတင်းတွေထုတ်ပြန်ပြီဆိုတဲ့အခါတိုင်းမှာစစ်ကောင်စီဘက်ကအသေးပြောက်များပြီးတော့ကိုတပ်ဖွဲ့တွေဘက်ကအထူးကတန်ရာရတာရှိတယ်။တခါလေအာကြာဆုံးတာတွေရှိတယ်။ဒါပေမဲ့စစ်ကောင်စီထက်ရေတွက်နည်းတယ်ပေါ့နော်။စစ်ကောင်စီထက်နည်းတယ်။နည်းတော့ကြတော့ဒါနဲ့ပတ်သက်လို့ဒါစစ်တပ် lobby တွေစစ်တပ်ထောက်ခံတဲ့သူတွေကပြောကြတယ်စစ်ကောင်စီထောက်ခံတဲ့သူကပြောကြတယ်မင်းတို့ကပါရင်ဂျာရည်လားဟုတ်တယ်ပါရင်ဂျာရည်တကယ်ဘာကြောင့်ပါရင်ဂျာဖြစ်တာပြည်သူလူထုထောက်ခံလို့ပါရင်ဂျာဖြစ်တာပြောရမယ်ဆိုရှင်းရှင်းလေးတကယ်အဲဘာဖြစ်လို့လဲဆိုတော့ ဒီအခုတလိုင်းတပ်ဖွဲ့တွေကပြည်သူကိုကိုစားပြုတ်ပြီးတော့ဒါပြည်သူကိုဗဟိုပြုတ်ပြီးတော့လှုပ်ရှားနေတဲ့ပြည်သူ့စစ်မဟာဗျူဟာပုံစံမျိုးတွေစစ်စင်ရေးတွေဖော်ဆောင်နေကြတာဖြစ်တယ်အဲ့တော့ပြည်သူလူထုရဲ့ထောက်ခံမှုကအရန်ရေးကြီးတယ်ပြည်သူလူထုထောက်ခံမှုရှိလို့လဲဒီလိုမျိုးဒါအောင်မြင်မှုတွေရတာပေါ့နော်အဲ့တော့ပြည်သူလူထုထောက်ခံတဲ့အဖွဲ့အစည်းဆိုရင်တေးကြတဲ့အချင်းနေဖန်တီးနိုင်ွယ်ပို့ပြီးတော့ရအခွင့်အရေးပို့ပြီးတော့ရအထိကအကြုံပို့ပြီးတော့နေတယ်ဒါပြည်သူထောက်ခံတယ်ဆိုရင်အဲ့လိုမျိုးပဲအ ဲ့ဒါကြောင့်မလို့စစ်ကောင်စီကအထိကိုက်ကြဆုံးများတယ်ဘာဖြစ်လို့လဲပြည်သူကမထောက်ခံလားပြည်သူထောက်ခံအောင်လည်း तू မလုပ်ခဲ့ဘူးလေပြည်သူရင်ဘက်ကနေပြီးတော့ရွေးချယ်ထားတဲ့ဒီအစိုးရဆိုတဲ့ဒါခေါင်းကြောင်ခေါင်းဆောင်ပိုင်းတွေခေါင်းကြီးပိုင်းတွေဥဆောင်တဲ့သူတွေဒါတွေအကုန်လုံးကိုဖမ်းဆီးထောင်ချတာတွေလုပ်တယ်ပြည်သူရဲ့အာဏာကိုလုယူတယ်ပြီးရင်ပြည်သူကိုရဲရဲဆက်ဆက်လိုက်ပြီးတော့ဒါတပ်ဖြတ်တာမျိုးတွေလုပ်တယ်အခုလက်ရှိရွာစင်လှည့်ပြီးတော့မီးရှို့တယ်ဘဲပြည်သူကမင်းတို့ကိုထောက်ခံပါတော့ ဘယ်ပြည်သူကမင်းတို့ကိုချစ်မှာတော့ဘယ်ပြည်သူကရောမင်းတို့အတွက်စဉ်းစားပေးမှာတော့အဲအားကြောင့်မလို့လေမင်းတို့တွေအထီးကဲအကြဆုံးနေများတာဗောနော်အဲကြောင့်ပါရင်ဂျာဟုတ်တယ်ငါတို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့ပါရင်ဂျာဘာဖြစ်လို့လဲပြည်သူလူထုကထောက်ခံလို့အဲအဲ့တော့ပြည်သူလူထုရဲ့ထောက်ခံမှုကလည်းအရင်ရည်ကြည့်တယ်အဲ့တော့အခြားသောတက်ဖွဲ့တွေဗောနော်အချို့တက်ဖွဲ့တွေဆိုလည်းဒါကျွန်တော်တို့သတင်းတွေကြားရတာရှိတယ်လက်နက်ကင်လာရပြီဆိုတဲ့အချိန်မှာပြည်သူကိုနိုင်ကျင့်ကျင်တာမျိုးဒါမျိုးတွေဆိုလည်းဒါမလုံတဲ့တဲ့ဟာတွေဗောနော်အဲ့တော့အဲ့ဥစ္စာတွေလည်းဒါမလုံကြဖို့လိုတယ်အပြည်သူကဒီနေ့ဒီချိန်အထိရက်တီပေးနေတယ်သူတို့မှမရှိရှိတဲ့ဟာ ချကျွေးတယ်ပြီးရင်ကိုသားသမီးလိုမျိုးသဘောထားရတဲ့ဆက်ဆံနေပေါ့နော်ဒါဟိုနေ့ကကျွန်တော်ကိုစည်းနဲ့ပြောရတဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့ပြည်သူအားတဲ့ဟို PDF ကိုအရန်လိုလိုက်တယ်တဲ့အရန်လိုလိုက်တယ်အရန်ချစ်ကြတယ်ပေါ့နော်အဲကြောင့်တစ်ခါကြရင် PDF ကပြက်စီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့တဲ့ဒီဖျားအိမ်မှာဒါဖျားတောက်တော်ကြီးကတ်တာတောင်မှပဲပေါ့နော်ရိုးရိုးရေအိုးတွေကရေကိုခတ်ပြီးဖျားတောက်တော်ကြီးကတ်တယ်တဲ့ဒါပေမဲ့ PDF လိုင်းနဲ့လုံးဝရေတန်မှုမှချပြီးတော့တိုက်တာတဲ့ ိတ်ချဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစေတနာတွေကိုမစော်ကားမိစေနဲ့ပေါ့နော်ပြီးရင်ဒါပြည်သူအနေနဲ့လည်းအဲ့လိုမျိုး အပူအလုပ်တွေမလုပ်ပါနဲ့ပေါ့နော်အကုန်ကြမခံပါနဲ့ပေါ့နော်ဒါရှားပါနေတဲ့အနေထားမှာကောင်းစေချင်တာစေနာရှိတာတော့တည်တယ်ဒါပေမဲ့ဒါကအလိုလိုက်တယ်လို့ဖြစ်တယ်ပေါ့နော်ပြီးတော့ပြည်တဲ့နေနေနဲ့ကသူဆိုရင်ပြောသွားတယ်ပေါ့နော်ကျွန်တော်ဘာမှဖြစ်ဘူးတော်ထဲမှာနေတာတွေ့ကြရရေးတောက်လို့ရတယ်ဘာညာပေါ့နော်ဒါမျိုးပုံစံမျိုးတော့ပြောတာရှိတယ်ဒါပေမဲ့လူလာထက်ပို့ပြီးတော့မလုပ်ပါနဲ့ပေါ့နော်ပြည်သူတွေလည်းခက်ခဲနေရဆိုပြီးတော့ပြောတယ်အဲဒါကြောင့်ပြည်သူကဒီလောက်ချစ်ခင်လေးစားတဲ့ပုံစံမျိုးနဲ့ဆက်ဆံနေတဲ့အခါမှာကျွန်တော်ပြည်သူကိုကာကွယ်ပေးကြပါပြည်သူကာကွယ်ရေးတပ်ဖွဲ့ဆိုတဲ့ နာမည်ကိုတကယ်တည်တက်အောင်လုပ်ပေးကြပါဆိုပြီးတော့ဒီလိုတိုက်တွန်းသွားတာလေးလည်းရှိတယ်အဲဒီအင်တာဗျူးလေးလည်းကျွန်တော်လွှင့်ပေးမယ်ပေါ့နော်အားကြောင့်မလို့ဒါအခုဒါဟိုဘက်ကစစ်တပ်ထောက်ခံတဲ့သူတွေပြောတဲ့ဟာကတကယ်အမှန်ပဲပြည်သူလူထုထောက်ခံမှုရှိတဲ့အတွက်ငါတို့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကပါဝင်ကြရဖြစ်နေတာအဲ့တော့ဒါဒါတကယ်ဟုတ်တယ်အခုဒီဖြစ်စဉ်ကိုမယုံရင်ရှာကြည့်ကျွန်တော်ပြောပြဒီဝက်လက်ဆိုပြီးတော့ရှာကြည့်လိုက်ရှာကြည့်တဲ့အချိန်မှာအဲ့ Facebook မှာဖြစ်ဖြစ်ထွက်လာလိမ့်မယ်ထွက်လာတဲ့အခါကျရင်ဘာတွေထွက်လာလဲဆိုတော့အဲ့ဝက်လက်အခုတိုက်ခံရတဲ့စစ်ကြောင်းဘယ်နေရာကိုရောက်နေပြီး ဘယ်နေရာမှာဘာလုပ်နေပြီဘယ်ရွာကိုသွားနေပြီဘယ်နေရာမှာစခန်းချတယ်ဘယ်နေရာမှာအိတ်တယ်ဆိုတဲ့ဟာကတောက်လျှောက်တက်တာအဲ့တရင်တွေကိုတောက်လျှောက်တင်ထားတာပြည်သူတွေကအကုန်လုံးอ่ะဗောနော်ဆိုတော့ဒီဒီဝက်လက်မှာဒီလိုရိုက်ချလိုက်တဲ့ခါကျတော့တော်လိုင်းတက်ဖွဲ့တွေရဲ့သွားလာလှုပ်ရှားတဲ့ဟာမပါဘူးစစ်ကောင်စီစစ်သားတွေဘယ်နေရာဘလို့သွားနေတယ်ဆိုတဲ့ဟာတွေအကုန်လုံးပါတွေ့ရအဲ့ဒါကပါတယ်ပြည်သူမထောက်ခံလို့ဒီကောင်တွေသွားနေရဘယ်နေရာရောက်နေပြီဆိုပြီးတော့ရည်ရွယ်ချက်နဲ့တင်နေဆိုတဲ့ကတက်ဖွဲ့တွေတိုက်လို့ရအောင်တင်တာပြီးရင်တတိထားလို့ရအောင်တင်တာ ဟာချစ်တယ်ခင်တယ်ဟဲ့ဆိုရင်တော့ဘာမှအဲ့လိုမျိုးတင်နေကြအကြောင်းဖြစ်ဘူးလေကြိုးကြုံမှာပေါ့အခုကျတော့ဒီကောင်တွေကအန်နီယယ်ကောင်တွေလေအာဒီကောင်တွေလာနေပြီသတိထားတော့ ဒါရွာတွေမှာဒီလိုမျိုးတွေလှုပ်သွားတယ်ရှစ်ရွာတွေမှာဒီလိုတွေလှုပ်သွားတယ်ပြီးရင်တပ်ဖွဲ့အနေနဲ့တိဖို့အတွက်ဘယ်နေရာမှာအိတ်တယ်ဘယ်နေရာမှာစခန်းချတယ်အခုဘယ်ရွာကိုရောက်နေပြီဆိုတဲ့ပုံစံမျိုးတွေကဒီကောင်တွေဘက်ကသတင်းတွေကြီးပဲတက်တာတကယ်ရှားကြည့်လိုက်အဲဒါကြောင့်အဲ့ဥစ္စာကလည်းဒါပြောရင်ပြည်သူလူထုထောက်ခံမှုရခြင်းမရခြင်းကွာခြားသွားတာဒါကြောင့်မလို့ကျွန်တော်တို့တပ်ဖွဲ့တွေဘက်ကအောင်မြင်မှုရတယ်အခြေအနေဖန်တီးနိုင်ခွင့်ပို့ပြီးတော့ရတယ်ပေါ့နော်နောက်ထပ်တိုက်ဆိုင်တာရှိတယ်အဲ့ဒါပါလဲဆိုတော့စစ်ကောင်စီကဒါဒီရဲ့ theme ကိုပဲသူကမနှိမ့်ရပါတော့မရရနဲ့ပတ်သက်လို့ဒါ ါ PDF တက်ဖွဲ့တွေတင်ပိုက်ထိ ंछ ုပ်ထားတဲ့နေရာတချို့ကိုတို့ပြန်ပြီးတော့ထိ ंछ ုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးတို့တင်ခဲ့တာရှိတယ်အတ္တာနဲ့အချိန်ကြိုက်ပဲဒါကျွန်တော်တို့တော်လန်ပြည်သူတွေသိစေဖို့အတွက်ဒီအခု wallet ဖြစ်စင်တဲ့ပတ်သက်လို့ပေါ့နော်တော်လန်တက်ဖွဲ့တွေဘက်ကအညာကစစ်ကောင်စီရဲ့ရှုံးနိမ့်မှုတွေကိုပြည်သူတွေသိရှိစေဖို့အတွက်အချိန်ကြိုက်ပြန်ပြီးတော့ထုတ်ပြန်တယ်လို့ဒါယူဆလို့ရတယ်ပေါ့နော်ဒါကလည်းအားရစရာကောင်းတယ် မင်းတို့ကောင်တွေကဟုတ်တယ်အညာဘက်ကဟာတွေကိုဘလို့ဖြစ်နေပြီဆိုပြီးတော့လှုပ်တဲ့အချိန်မှာအေးငါတို့ဘက်ကလည်းမင်းတို့ကိုဘလို့ပြန်လှုပ်ထားရဲဆိုတဲ့ပုံစံမျိုးပြက်ပြလိုက်တာဗောနော်အဲ့ဒါလည်းအားရစရာကောင်းတယ်အဲ့တော့ဝက်လက်မြို့နယ်တဲ့ကဒီတိုက်ခိုက်မှုကိုပြည်သူအစီအကံတော်လိုင်းတပ်ဖွဲ့ပြင်လျှက်စီးပျောက်ကြားတပ်ဖွဲ့ပြင်းနတ်တောင်နဂါတပ်ဖွဲ့အပါဝင်တော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရတယ်။လက်ရှိစစ်ကောင်စီဘက်ကစစ်ကြောင်းတွေကဒါဝက်လက်မြို့နယ်ထဲမှာဖြန့်ကျက်ပြီးတော့ထိုးစစ်ဆင်နေတာကြီးကြောင့်မလို့ဒါအချိန်မြွေတိုက်ပွဲတွေထိတွေ့မှုဖြစ်နိုင်ကြောင်းပြင်းဒါသတိပေးမှုတွေကိုဒါ လူတိုင်းတပ်ဖွဲ့ထုတ်ပြန်တဲ့တောင်းဆိုချက်တွေသတိပေးမှုတွေဒါတွေနဲ့ပတ်သက်လို့လည်းပြည်သူတွေအနေနဲ့လိုက်နာပေးကြဖို့လိုတယ်ဆိုတဲ့အကြောင်းပြီးတော့တော်လိုင်းတပ်ဖွဲ့အနေနဲ့ပြည်သူတွေရှေ့ကနေပြီးတော့ရရဲဝဲဝဲနဲ့ဒီလိုမျိုးစစ်ကောင်စီကိုစစ်ကြောင်းတွေကိုဒါတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့အကြောင်းဒါပြောသွားရှိရပါတော့အဲ့တော့စစ်ကောင်စီဒီစစ်ကြောင်းကဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ဒါတမာကုန်းရွာတော်ကုန်းတတအူးထုံးပိုရွာနဲ့ဒါမြင်းတော်ရွာအဲ့နောက်ပေါ့ချလဲတွေမှာဒါမိရှို့တဲ့ပုံစံမျိုးတွေလောက်ခဲ့တဲ့စစ်ကြောင်းတစ်ခုဖြစ်တယ်အဲ့တော့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကအခုလိုမျိုးမျိုးတုံးအောင် ပြင်းနိုင်ခဲ့တာဖြစ်တယ် 18ဦးသေဆုံးတယ်ဒါလုံးဝအလောင်းနေဆိုရင်တကယ်ဗျာလုံးဝကြီးတောက်ရှင်းဗီဒီယိုတွေလိုက်ရှာကြည့်လိုက်တကယ်မိုက်တယ်တချို့ဖိနေပါ යි ပေါ်နေတာလုံးဝမှောက်ရလေးလေးကြီးပဲပေါ့နော်တသားအောက်တွေမှာရောမြောင်းညုံမြောင်းကြအင်ဂျိုအင်ကြအဲအဲ့လိုပြောရမလို့ဖြစ်နေအဲ့လိုပုံစံမျိုးနဲ့အားရစရာကောင်းအောင်ပြင်းနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ပြောချင်တာကပြည်သူလူထုကိုနှိမ့်ဆက်တက်ဖြတ်ဖို့လှုပ်ခဲတဲ့ကောင်တွေရဲ့အဆုံးသက်ကဒါပြောရင်အဲ့ဒါဝစ်ကြွေးသူတို့ပြန်ဆက်ရလားဒီဝစ်တွေကိုသူတို့ပြန်ဆက်ရဝစ်ကြွေးကတကယ်နောက်ဘဝမကူဘူး ။တချို့ဆိုရင်နေ့တော်မကူဟိုနေ့ကဂျိုင်ယိုကော်ပိုရာကိစ္စတွေ့ရမလားတွက်ကျဲပြီးပြန်လာတယ်တန်းပြီးတော့လစ်သွားတယ်ပေါ့နော်။အခုဆိုလဲနောက်လာမကူလို့ပြောရမယ့်ပုံစံဖြစ်နေ။နောက်ဘူးကမကူမှုတော့စစ်ကောင်စီစစ်သားတွေရဲ့အခြေအနေကပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့ဟာတွေလောက်ခဲ့တဲ့အတွက်ပေါ့နော်။အဲ့ဖြစ်ရတဲ့အဲ့လောက်ရတဲ့ကသူတို့ပြန်ပြီးတော့ခံစားရတယ်။အဲ့ဝင့်ကျွေးတွေကိုတေချာပေါက်ပြန်ဆက်ရတယ်ပေါ့နော်။အဲ့တော့ တပ်ဖွဲ့အနေနဲ့ကတော့ဒီထက်ပိုမိုကောင်းမွန်တဲ့လက်နက်ခဲယံတွေလိုအပ်ပါတယ်။အခုဆိုလဲဒါတွေ့ရလိမ့်မယ်ပေါ့နော်။ဒါတပ်ဖွဲ့တွေအသုံးပြုတာတွေတွေ့ရလိမ့်မယ်။ drone ဆိုလဲပြင်းတာပဲပေါ့နော်။ drone ဘုံးကြီးတွေပါ။ heavy တွေကြီးတွေပေါ့နော်။ရအောင်တီထွင်နေရအောင်အသုံးပြုနိုင်နေ။ပြီးတော့ကျတော့ဒီမျိုးစုံနဲ့တိုက်ပွဲတိုက်ပွဲဝင်နေပေါ့ဗျာ။ဆိုကျွန်တော်လက်နက်ချင်းနဲ့ချလို့ရတယ်ချ ဒရုန်းနဲ့ချလို့ရရင်လည်းချမယ်နောက်ဆုံးသူပြောသွားချင်မှာဒီလက်နက်ငယ်တွေကတော့အများဆုံးထိတွေ့မှုဖြစ်တာဆိုပြီးတော့ပြောသွားရပေါ့နော်အဲဒီကောင်တွေကလက်နက်ငယ်နဲ့တည်တာပုံများတယ်ဆိုပြီးတော့သိရတယ်ဆိုကျင်တာတိုက်ပွဲတစ်ခုမှာလက်နက်ငယ်နဲ့တည်တယ်ဆိုတာတကယ်ပြောရင်ခက်ရှားရှားလက်နက်ကြီးနဲ့တည်တဲ့ဟာပုံများတယ်အဲဒါပေမဲ့အခုစစ်ကောင်စီစစ်သားတွေကလက်နက်ငယ်နဲ့လည်းတည်တယ်နောက်ဆိုလေးကွားနဲ့လည်းတည်တဲ့အချိန်ကြီးရောက်ကုန်တော့ဘာလို့လဲဆိုတော့ပြည်သူကိုရုံမှာဒါကောက်ကျစ်တဲ့ပုံစံမျိုးတွေလောက်ခဲ့လို့ပေါ့နော်အဲ့တော့ဒီဝက်လက်ဖြစ်စဉ်ကတော့တကယ်ကိုအားရစရာကောင်းတဲ့ ောက်ထပ်အောင်ပွဲတစ်ခုဖြစ်ပါတယ်အဲစစ်ကောင်စီဘက်ကဘလောက်ပဲအညာကိုဥနေမဲတို့အညာကိုထိုးစစ်ဆင်မဲတို့တကယ်လဲလုံနေတာပဲဒါပေမဲ့သူတို့ဘလောက်ပဲလုံလို့အညာကဘယ်တော့မှငုံမခံဘူးအညာကဘယ်တော့မှစစ်ကောင်စီအလိုကျမဖြစ်စေရဘူးဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပွဲဝင်နေကြတာဖြစ်တယ်အဲ့တော့ထောက်ခံအားပေးကြတဲ့ပြည်သူတွေကိုလည်းတကယ်ကျေးဇူးတင်တယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့တပ်ဖွဲ့တွေဒီထက်ပိုပြီးအောင်မြင်မှုတွေရဖို့အတွက်ပံ့ပိုးပေးကြပါလို့လည်းဒါပြောချင်ပါတယ်ဗောနောနောက်တစ်ခုကတော့ဒါကျွန်တော်တို့ဒါရခိုင်ပြည်နယ်ဘက်ကတရင်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ရခိုင်ပြည်နယ်ကမြို့နယ်၄ခုကိုစစ်ကောင်စီကတရုတ်ရဲ့ တရုတ်ကနေပြီးတော့တဆင့်ပေါ့နော်တရုတ်ရဲ့ဖိအားပေးမှုကနေတဆင့်ဒါ AAC ကနေပြီးတော့ဒီမြို့နယ်၄ခုကိုသတောင်းစားတောင်းပြန်တောင်းနေဆိုပြီးတော့ဒါသတင်းတွေထွက်ပေါ်နေတာရှိတယ်အဲမြို့နယ်၄ခုကတည့်ရတိုင်းပဲဒါကွာတန်တွဲတောင်ကုန်းနဲ့အန်းအဲဥစ္စာကသူတို့ရွေးကောက်ပွဲလုပ်ဖို့အတွက်သူတို့တောင်းတာပေါ့နော်အဲ့တော့အဲ့လိုမျိုးတောင်းတဲ့ဟာကိုအာခတ်တက်တော် AA ကညှဉ်းဆန်လို့ဆိုပြီးတော့ဒါအခုသူကကလစားချီတဲ့ပုံစံမျိုးအညှိုးတေးထားတဲ့ပုံစံမျိုးနဲ့ ဒီအပိုင်းတွေမှာအာခတ်တက်တော် A ထိမ့်ချုပ်ထားတဲ့နေရာတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေအရသာပြည်သူတွေကိုကြည့်ပဲဥတီပြီးတော့ပြစ်မှတ်ပုံစံမျိုးနဲ့ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတာတွေဖြစ်လာတယ်။အများကြီးပဲထိခိုက်တာတွေအများကြီးပဲဒါနေ့စဉ်ရက်စက်ကိုဘုံကျဲနေတာပေါ့နော်။ဘာမှတိုက်ပွဲနဲ့ဘာမှမဆိုင်ဘူး။အာခတ်တက်တော် A ရဲ့ A ရှိတဲ့နေရာလည်းမဟုတ်ဘူး။အဲ့လိုနေရာမျိုးတွေကိုကြည့်ပဲကျဲတာပေါ့နော်။အဲ့တော့ဒါကရှမ်းမြောက်ကဖြစ်စဉ်တွေကိုတွက်ကြည့်ရင်လည်းတွေ့ရလိမ့်မယ်ပေါ့နော်။ဒါနောင်ချိုဖြစ်စဉ်တော့လည်းအဲ့လိုမျိုးတွေရှိခဲ့တဲ့မိုးကုတ်ဆိုလည်းအဲ့လိုပုံစံမျိုးတွေလုပ်နေတာတွေရှိတယ်။အဲ့ကြတော့ သူတို့တောင်းတယ်တောင်းလို့မရဘူးဆိုတဲ့နေရာတွေကိုပေါ့နော်မစားရဒါအမေတင်းနဲ့ပတ်တယ်ဆိုတဲ့ပုံစံမျိုးတွေလုံနေတာပေါ့ဗျာသိလားဒါပြည်သူကိုရည်ရွယ်ပြီးတော့တိုက်ခိုက်နေတာမျိုးတွေလုံတယ်အဲပြည်သူကဘာဖြစ်လို့လဲဆိုတော့ဒီတပ်ဖွဲ့တွေကပြည်သူအတွက်လုံလုံနေတာအဲ့တော့ပြည်သူထိခိုက်လာပြီးဟေးဆိုတဲ့ခါကျရင်အညာအကင်နေပေါ့ဗျာအပြည်သူကိုကာကွယ်မယ်ဆိုပြီးတော့ပြည်သူကိုဒါအခုလိုမျိုးဒါနှိမ့်ဆက်တာတွေမြင်နေရတဲ့ခါကျတော့တပ်ဖွဲ့တွေကမခံစားနိုင်မဲနဲ့ခုနလိုလာရောတာတွေဖြစ်လာအောင်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့လုံနေကြတာပေါ့အဲ့တော့ဒါကလည်းတော်တော်လေးရွံစရာကောင်းတယ်နောက်တစ်ခုကအရှက်မဲ့ ိတ်ခါမဲ့အရှက်မဲ့တယ်ဗောနော်ပြောတယ်သူတို့အရင်တော့ပြောခဲ့တယ်ဒါမင်းတို့တောင်းလို့မရတိုက်ယူကွာဗာညာနဲ့သူတို့ပြောတယ်ဗောနော်ဒါဒီဘက်ကတက်ဖွဲ့တွေကတကယ်တိုက်ယူခဲ့တာတကယ်တိုက်ပြီးတော့ရလာပြီဆိုတဲ့အချိန်မှာဒီကောင်ကပြန်တောင်းယူတဲ့ကောင်ဖြစ်နေတာ တောင်းစားအဲ့ကောင်တကယ်ကတော့အဲ့တော့အဲ့လိုပုံစံမျိုးနဲ့မင်းတို့ဘက်ကကောင်းနေရငါအဲ့လိုပြောရင်မင်းတို့မကြည်နဲ့ကြအောင်မင်းတို့ဖေကအဲ့လိုဖြစ်နေတာတောင်းစားတောင်းပြန်တောင်းနေတာပေါ့နော်ကိုယ့်အကူလည်းပြန်စဉ်းစားကြည့်အောင်မင်းတို့တိုက်ယူလို့ရတဲ့နေရာဆိုပြီးတော့မင်းတို့မရှိဘူးတောင်းယူလို့ရတဲ့ဟာညှိယူလို့ရတဲ့ဟာပဲရှိတယ်ပေါ့နော်အားကြောင့်လို့ဒါကျွန်တော်ပြောရမလုံတင်ပါလေဒါမဲ့ဒါကြမ်းတမ်းသွားရင်ခွင့်လုပ်ပါပေါ့နော်အဲ့တော့ကျတော့ပြည်သူတွေနေထိုင်တဲ့ရက်ရွာတွေကိုပုံကျဲနေတာလေဒီလိုမျိုးအမျိုးတေးအကြောင်းဆိုပြီးတော့ဒါသိရတယ်အဲ့တော့ဒီ ထူးဆန်းတာတခုပါနော်အဲ့ဒါပါလဲဆိုတော့အခုလက်တလောတိုက်ပွဲဖြစ်နေပြီးတော့မျိုးပေါ်ကိုပဲထိန်းနိုင်တဲ့ဒီကြောက်ဖြူလိုနေရာမျိုးအဲ့ကြောက်ဖြူလိုနေရာမျိုးကြတော့ပြန်တောင်းတဲ့ဇင်းထဲမှာမပါဘူးဗျအဲ့ကြောက်ဖြူရတဲ့အချိန်တွေတော်တော်ဆိုးနေတာလေသူတို့အတွက်သူတို့လုံးဝထိန်းချုပ်နိုင်တဲ့ပုံစံမျိုးတော့မဖြစ်တော့ဘူးဗျာမျိုးပေါ်နေရာလောက်ပဲသူတို့ထိန်းနိုင်တဲ့အနေထားအပတ်ပတ်လည်းမှာဝိုင်းပြီးတော့ပြင်းခံနေရတဲ့အနေထားအဲ့လိုနေရာမျိုးနဲ့ကြုံနေရတဲ့ဒီကြောက်ဖြူထိုးစစ်တွေရက်ဖို့အတွက်သူတို့တောင်းဆိုရတဲ့အထက်မှာမပါဘူးဗျမပါဘူးပေါ့နော်ကြောက်ဖြူရကောင်တွေကြာတည်တည်လားမသိဘူးအဲ့တော့ ဒါယူဆရတော့သူကဒီနေရာကိုလုံးဝဆက်ပြီးတော့ထိန်းထားနိုင်မယ်မကြအောင်လုပ်နိုင်မယ်အဲ့တော့သူတို့အနေနဲ့လုံးဝလက်လန်းမမီဘူးဖြစ်နေတဲ့နေရာတွေကိုတော့သူတို့တောင်းမယ်ဆိုတဲ့ပုံစံမျိုးမြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမြောက်လိုင်းကဒီရှမ်းမြောက်မှာလို့ဒါတရုတ်ရဲ့ဖိအားနဲ့ရခိုင်ဘက်ကမြို့တွေကိုလည်းအဲတောင်းလို့ရမယ်ဆိုပြီးတော့ထင်ပြီးတော့တောင်းတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အာခတ်တတော် AA ခေါင်းဆောင်တွေကလည်းဒါတရုတ်နဲ့အတွေ့မခံမဲနဲ့ရှောင်နေတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်ပေါ်နေတာတွေဒါသိရတယ်ပေါ့နော်ရှိလာတယ်အဲ့တော့ဟုတ်တယ်တရုတ်နဲ့တွေ့လိုက်ပြီဆိုတရုတ်ကလည်းအဲ့စကားပဲပြောမှာလေအဲ့ကြမ်းဒါ ဒါတခုခုပြန်ပြီးတော့ဒါတွေ့ဆုံတာတွေဘာတွေညှိနှိုင်းတာတွေဖြစ်လာတော့မှာပေါ့နော်အခုရှောင်နေလဲဆိုတော့ကြတော့ဟိုပါပေါ့ခုနတချို့အမှုပညာရှင်တွေပေါ့နော်ရွေးကောက်ပွဲကမ်ပိန်းရိုက်ခိုင်းမယ်ဆိုတဲ့အချိန်ကျတော့ရှောင်တာလိုမျိုးပေါ့နော်အဲအခုလဲအဲ့လိုပုံစံမျိုးလို့ဒါဒီသတင်းတွေကထွက်နေတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကဒီ၄မျိုးကိုပြန်ယူကျင်တာကြောင့်မလို့ဒါဖိအားပေးတဲ့အနေနဲ့တကယ်ပါဒါနိုဝင်ဘာလဆန်းကနေစပြီးတော့ရခိုင်ပြည်နယ်အတွင်းက အယက်သားပြည်သူတွေနေတဲ့နေရာတွေကိုလုံးဝဒါဘုံကျဲတာတွေအကြောက်တရားပေးဖို့ရည်ရွယ်ပြီးတော့တိုက်ခိုက်တာမျိုးတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့တာဖြစ်တယ်အဲ့တော့တရုတ်ကဒီလိုမျိုးဖိအားပေးပြီးတော့ဒါဒီမျိုးတွေကိုပြန်ပေးခိုင်းမယ်ဆိုရင်ဖြစ်လာနိုင်မလားဆိုတော့ဒါပထမတစ်ချက်အနေနဲ့ကတော့ဒါရှမ်းမြောင်နဲ့ဒါရခိုင်နဲ့မတူတာကဒီ AA ကပေါ့နော် AA က AA တပ်ဖွဲ့တွေက တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့တပ်ဖွဲ့တွေမဟုတ်ဘူးပြောရရင်ရှမ်းမြောက်ကခုနကဒါတပ်ဖွဲ့နှစ်ဖွဲ့လို့ပေါ့နော်အဲ့တပ်ဖွဲ့တွေလိုမျိုးဒါမြောက်ပိုင်းအီယာအိုဖွဲ့တွေလိုမျိုးပေါ့နော်ရှမ်းမြောက်ကအဖွဲ့တွေလိုမျိုး A ကတရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့တရုတ်နယ်စပ်မှာအခြေတည်တဲ့အဖွဲ့တွေမဟုတ်ဘူးပေါ့နော်အဲ့တော့ A နဲ့ဆက်ဆက်ပြီးထပ်ပြောရမယ်ဆိုရင်ဒီ0.63လုံးစကန်အဲ့တော့အာခတ်တော် A ကဒီနေရာကိုဒီ0.63လုံးစကန်ကိုတင်းပြီးတဲ့ချိန်မှာစစ်ကောင်စီရဲ့လေကြောင်းအန်ရီအကြောင်းမလို့ပေါ့နော်။ဒါလှုပ်ရှားရှိရလှုပ်တယ်၊တင်းရှားရှိရတင်းတယ်၊တက်ရှားရှိရတက်တယ်၊ရှင်းရှားရှိရရှင်းပြီးတာ ਨੇ ပြန်ပြီးတော့ဒါဆုတ်ဆုတ်ခဲ့တယ်ဗောနော်ပြန်ပြီးတော့ဒီနေရာကိုဒါခွာလိုက်တယ်ခွာလိုက်တဲ့ချိန်မှာအဲ့ဒါကိုဖွင့်ကောင်းယူပြီးတော့စစ်ကောင်စီကဒီနေရာကိုနေရာပြန်ပြီးတော့ဝင်ယူလာဖြစ်တယ်ဒုတိယချိန်သေခြင်းလို့အဲကြအဲ့လိုမျိုးနေရာယူလာတဲ့ကောင်တွေကိုအခုဆိုဒါအာခတ်တော် A ကဝိုင်းဝန်းပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတဲ့အဆင့်တွေဖြစ်လာနေပြီတိုက်ပွဲတွေပြင်းထန်နေပြီဗောနော်တကယ်ကပြောချင်တာခုနမြို့လေးမြို့တောင်ကုတ်အန်းကွတန်တွဲ ဒီမြို့လေးမြို့ကိုပေါ့နော်တောင်းမဲ့စားပေါ့နော်အခုဒါတောင်းဒီပဒောင်းနဲ့ဒါပဒန်းဘက်ကအေရဲ့ထိုးစစ်တွေကိုရက်ဖို့တောင်းဆိုမယ်ဆိုရင်တော့မှစစ်ကောင်စီဘက်ကကောင်းနေကသူတို့ရဲ့အဘကိုကျေးဇူးတင်အောင်ပါတကယ်တကယ်ဘာလို့အခုအေအော်ဒီဘက်ကဟာကြီးကြည့်မလားဘကူဘက်ကဟာကြီးကြည့်မလားမကွေးဘက်ကဟာကြီးကြည့်မလားဒီနေရာတွေမှာထိဆက်နေတဲ့တိုက်ပွဲတွေကပိုးပြီးတော့တောင်ပြင်းထန်နေသေးတယ် အဲ့လိုမျိုးနေရာကတိုက်ပွဲတွေရက်တန့်ဖို့အတွက်တောင်းဆိုပေးမယ်ဆိုရင်တောင်းပါပဲစစ်ကောင်စီစစ်သားတွေကသူတို့အပေါ့ကျေးဇူးတင်အောင်မမြုံလဲအမလီကျေးဇူးကြီးလာပါကြီးရပါရဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာအသေးပြောက်တွေများလုံးလို့စစ်ကူလည်းပို့မလောက်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အနေသားအဲ့ဟာကိုတောင်းရင်တော့မှပဲသူတို့ကျေးဇူးတင်အောင်အခုတော့ဒါရွေးကောက်ပွဲအတွက်ဒါမဆိုင်တဲ့မြို့တွေပေါ့နော်မသူတို့လက်လမ်းမမီတဲ့မြို့တွေကိုတတ်တောင်းတော့ကြတော့အောက်ကလည်းလာတိုက်ရင်ပြေးရအောင်မဲ့အနေသားတွေဖြစ်နေအောင်ခုနမြို့တွေပေးဖို့နေနေတတ်တာပေါ့နော်နောက်ထပ်မြို့တွေမပါဖို့အတွက်တောင်းမှသူ့မှာ ော်တော်လေးကိုဖိအားဖြစ်နေတဲ့အနေထားအခုလဲဒီ point 63လုံးစကန်ပေါ့နော်အဲ့ဒါကပဲခူးတိုင်းဒါပတောင်းမြို့နယ်ပကံကိပကံကွေ့ကျေးရွာတောင်ဘက်9ကီလိုမီတာအကွာကစစ်ကောင်စီရဲ့ဒီ point 63လုံးစကန်ကိုအော်တိုဘာ14ရက်နေ့မှာအာရခတတော် A ကထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီးတော့ဒါညာကြီး3နာရီကြာတဲ့အခါမှာတင်းပတ်ရရှိခဲ့တာဖြစ်တဲ့အခုအဲ့နေရာကိုစစ်ကောင်စီက နေရာပြန်ယူခိုင်းလို့အောက်ကောင်တွေကနေရာပြန်ယူရတယ်အခုပြန်ပြီးတော့တိုက်ပွဲတွေပို့ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်ဇလိုင်းတပ်ဖွဲ့တွေကလည်းလက်နက်ကြီး drone အကုန်သုံးပြီးတော့ပြင်းတာဖြစ်တဲ့အတွက်တော်တော်လေးကိုပြင်းထန်နေတဲ့အနေထားအဲတော့ကျတော့ဒါစစ်ကောင်စီနေနေပါတော့နော်ဒါမဆိုင်တဲ့မျိုးလေးမျိုးကိုသူကရည်ရွယ်ထားတဲ့ပုံစံမျိုးပေါ့အဲဥစ္စာကိုသွားပြီးတော့ရည်ရွယ်ပြီးတော့တောင်းတယ်ဆိုပေမဲ့လေတကယ်တကယ်တမ်းအဲ့နေရာကိုဆက်တိုးဖို့အတွက်တော့သူတို့မှအချင်းကြီးမလှဘူးဖြစ်နေတာပေါ့နော်။ဒါသမျှစစ်ကြောင်းနေအကုန်ဖြတ်တောက်ခံနေရတယ်။သူတို့မဆက်လို့သာတောင်း တောင်းတာပေါ့နော်တိုက်လို့လည်းမရတော့ဘူးလေတောင်းမှာပဲရတော့မယ်အခုတောင်းတာလည်းမသေးကြတဲ့အနေထားဖြစ်နေတော့အောက်ခြေကစစ်သားတွေကသူတို့အဘကိုတေချာပေါက်ဆဲနေလောက်ပြီအာဒီဘကွာငါတို့ဒီမှာဘကိုးဘက်ကတိုက်ပွဲတွေဒါမှမဟုတ်လည်းဒါမကွေးဘက်ကတိုက်ပွဲတွေဒါမှမဟုတ်လည်းအေအိုရီဘက်ကတိုက်ပွဲတွေအဲ့တိုက်ပွဲတွေရက်တန့်ပေးဖို့အတွက်တောင်းဆိုမယ်ဆိုရင်တော့မှပဲငါတို့ကကျေးဇူးတင်ဦးမှာပေါ့နော်အခုတော့ငါတို့ကအဲ့နေရာမှာနေမယ်တော်တော်လေးဒုက္ခများပြီးတော့ဒါအသေးပြောက်တွေအကြဆုံးတွေများနေရတာပေါ့နော်ထိခိုက်တွေများနေရတာချို့နေရာတွေမှာဆိုရင်ဆေးရုံတွေက မလောက်တော့လို့နေရာတွေမလောက်တော့လို့ပေါ့နော်ဒါရှင်းလင်းဆောင်လို့နေရာမျိုးတွေခမ်းမလို့နေရာမျိုးတွေမှာကတိနေချပြီးတော့ကုသနေရတဲ့အနေထားပြီးတော့ဒါအသေးပြောက်တွေများလို့ဒီဒီတင်းကြိုင်းတစ်ခုထဲမှာပဲတဂျူလို့အဆင်မပြေတဲ့အခါကျတော့နောက်ထပ်ဒါမျိုးတွေမှာဒါအလောင်းတွေရွှေ့ပြီးတော့တဂျူရတဲ့အဆင်မျိုးတွေဒီဖြစ်နေတော့တတော်ကိုအခြေအနေဆိုးနေတာအဲ့တော့အဲ့ဟာတွေကိုရက်တက်မှုပြောမယ်စားပေါ့နော်မျိုးလေးမျိုးကိုတတောင်းနေသူတို့အောက်ကကောင်တွေကဆဲမှာပေါ့အဲ့တော့စစ်ကောင်စီစစ်သားတွေကိုလည်းအကြံပေးနေတာပေါ့နော်အဲ့တော့ မင်းတို့အဖတွေကိုတောင်းဆိုပြပါတော့အဓိကတောင်းဆိုမှာဗာလဲဆိုခုနမြို့လေးမြို့ကိုပြန်မတောင်းဝဲနဲ့မှာဂွေးဘက်ကပဒန်းထိုးစစ်ပဲခူးအနောက်ကပဒေါင်းထိုးစစ်နဲ့အေယာဝေဘက်ကလေးမျက်နှာထိုးစစ်ပေါ့နော်အဲ့ဒီထိုးစစ်တွေကိုရက်တံပေးဖို့အတွက်အေအေကိုတောင်းဆိုရမှာမင်းတို့တောင်းဆိုခြင်းတောင်းဆိုအဲ့ဥစ္စာကိုတောင်းဆိုရမှာပေါ့နော်လိုပဲဖြစ်ဖြစ်ဒါကတော့ဒါထွက်ပေါ်လာတဲ့သတင်းပေါ်မှာဒါကျွန်တော်တို့ဒါယူဆပြီးတော့ပြောကြတာလေပြီးရင်ကျွန်တော်တို့သိရှိရတဲ့အကြောင်းတွေကိုပြန်ပြီးတော့မျှဝေပေးတာလေဖြစ်တယ်စစ်ကောင်စီဘက်ကအသေးပြောက်စင်းနဲ့ပတ်သက်လို့သိရှိရသမျှလည်းကျွန်တော်တို့ဒါတင်ပြခဲ့တာဖြစ်တယ်ပြီးတော့ဒါစစ်ကောင် စီကဘလို့ပဲပေါ့နော်သူ့အနေနဲ့ဒါထိုးစစ်တွေကိုဖြန့်ကျက်ပြီးတော့ဘလို့ပဲလှုပ်လှုပ်သူမထိုးနိုင်တဲ့နေရာတွေရှိခဲ့အဲပြီးရင်သူဖြစ်ချင်သလိုသူလှုပ်ချင်သလိုဘယ်တော့မှ ဖြစ်မလာတဲ့နေရာဒေသတွေလည်းအများကြီးရှိတယ်ပြီးတော့အညာဒေသပေါ့နော်အညာနဲ့ပတ်သက်လို့စစ်ကောင်စီကမင်းအောင်လှိုင်ကအရန်အထင်သေးပြီးတော့ဒီအညာကအဖွဲ့တွေကတော့ငါတို့ကလက်နက်ခဲယမ်းလည်းကြီးလိုက်မယ်ဆိုရင်ဒီအညာအဖွဲ့တွေမှာလက်နက်ခဲယမ်းမပြည့်စုံဘူးအဖွဲ့တွေလည်းအများကြီးကွဲတယ်အဲ့တော့ငါတို့တေချာပေါက်ဒီနေရာကိုလွယ်လွယ်ကူကူနဲ့အချိန်တိုတွင်ပြန်ပြီးတော့ထိန်းချုပ်နိုင်မယ်ဆိုပြီးတော့စိတ်ကူးရင်ထိုးစစ်ဆင်တဲ့ဟာတွေကလည်းအခုချိန်ထိတော့အဆင်မပြေသေးတဲ့ပုံစံမျိုးတွေ့နေရတယ်ဒါဟာလည်း ည်သူလူထုရဲ့ထောက်ခံမှုပြီးရင်တော်လိုင်းတပ်ဖွဲ့တွေရဲ့ဒါရဲရဲဝံ့ဝံ့ပါဝင်တိုက်ခိုက်မှုတွေကြောင့်မလို့အခုချိန်ထိစစ်ကောင်စီကအထိနာနေတာဖြစ်တယ်ပြီးတော့လူထုထောက်ခံမှုကျွန်တော်တို့ဘက်မှာပါနေလို့စစ်ကောင်စီအခုလိုမျိုးဒါဥနေပြီးတော့ကျွန်တော်တပ်ဖွဲ့တွေကတိုက်ခိုက်နိုင်နေတာဖြစ်တယ်အဲတော့ကျွန်တော်တပ်ဖွဲ့အနေနဲ့လည်းဒါလိုက်နာရမယ်စီမင်းစည်းကမ်းတွေကျင့်ဝတ်တွေဒါတွေကိုတခြားလေးတလေးတစားနဲ့လိုက်နာကြဖို့လိုတယ်ကျွန်တော်တို့လက်သလုံးမှာကျွန်တော်တို့လက်နက်ကင်နေရတာဘာကြောင့်လဲ ဘာကြောင့်လက်နက်ကင်ကြတာလဲကျွန်တော်လက်နက်ကင်ရခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဒါတွေကိုကျွန်တော်တို့ပြန်စဉ်းစားဖို့လိုပါတယ်ကျွန်တော်တို့စခဲ့တဲ့အစတွေကိုကျွန်တော်ပြန်စဉ်းစားဖို့လိုတယ်အဲဆိုတော့ကဒီပြည်သူတွေနှိပ်စက်ခံရလို့ငါတို့လက်နက်ကင်ပြီးချမယ်ဆိုပြီးတော့စခဲ့တဲ့အစတွေရှိတယ်အဲ့ဒါဘာဖြစ်လို့လဲပြည်သူနှိပ်စက်ခံနေရတာကိုမခံနိုင်လို့ငါတို့ကိုယ်တိုင်ပြည်သူဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မမေ့ကြဖို့လိုတယ်အဲ့တော့ကိုကိုယ်တိုင်ကလက်နက်ကင်စစ်သားတယောက်ဖြစ်လာပြီးရေဆိုတဲ့အခါမှာပြည်သူအတွက်ရည်တည်မဲ့စစ်သားလား အာနာရှင်ပုံစံတိုင်းလိုက်လုံမဲ့စစ်သားလားဆိုတဲ့ဟာတွေကိုကျွန်တော်တေချာနားလဲခွဲခြားတတ်ဖို့လိုတယ်ပေါ့နော်။အဲကြောင့်ဒါကြောင့်အကုန်လုံးကိုဆိုလို့ခြင်းမဟုတ်ပါဘူး။အထူးကပြည်သူတွေပေါ်မှာထက်ပြီးတော့ဝင်ပြီးစေတာမျိုးတွေကျွန်တော်မဖြစ်စေချင်လို့ပြောတာပါ။အခုဆိုရင်ဒါကြည့်ကြည့်လိုက်။ဒါစစ်ကောင်စီဘက်ကဒါလမ်းကောက်ခံတဲ့ပုံစံမျိုးတွေဆိုရင်အရင်ထက်ပိုပိုပြီးတော့ဆိုးလာ။အဲမြကြီးနားကနေဒါအဲမန္တလေးကနေမြကြီးနားသွားတဲ့ကားကားကားတယ်။ဒါဒီ72ဘိန်းပေါ့နော်72ဘိန်းပြီးလက်မြေပါတဲ့ကားတစ်စီးသွားတဲ့ဟာက သိန်း120ကျော်150ပတ်ချတယ်လောက်ရှိတယ်လမ်းတစ်လျှောက်တောင်းလိုက်တဲ့သံတောင်းစားဒါစစ်ခွေးရဲခွေးပြူးအဲ့လိုမျိုးကောင်တွေတကုံတောင်းတာပေါ့နော်နောက်ကျအဲ့ဥစ္စာတွေကိုလက်ထပ် PDF ကလည်းသိမ့်မတောင်း PDF တောင်းတာတော့ရှိတယ်ဒါတောင်းကနေမှတောင်းတာအဲ့ကာသမားတွေကဘာပြောလဲဆိုတော့ PDF တွေတောင်းတာကိုကျွန်တော်ကဘာမှဖြစ်ဘူးပေါ့နော်ပေးပြော်တယ်ပေါ့နော်ကျွန်တော်ဒီရဲဘော်တွေကတောင်းတာကတင်းတဲ့လောက်ပဲတောင်းတာပေါ့နော်ဒါပေမဲ့စစ်ကောင်စီဘက်ကအဲ့လိုမျိုးနှိပ်စက်နေတဲ့ဟာရှိအဲ့တော့ကျွန်တော်က ဒီခါလေးကြရင်စဉ်းစားပါဒီစစ်ကောင်စီရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေအောက်ကနေပြီးတော့ပြည်သူတွေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ကဝိုင်းပြီးတော့စူးစမ်းပြီးနေကြပြည်သူတွေကနေ့စဉ်နဲ့မြဒီလိုမျိုးဖိနှိပ်ချုပ်ချယ်မှုတွေကိုတောက်လျှောက်ခံနေရတာအဲ့ဒီကြားထဲကမှကိုတက်ဖွဲ့တွေကပါထပ်ပြီးတော့ခုနလိုဓမြတိုက်သလိုလိုဆက်ကြီးကောက်သလိုလိုလုပ်မယ်ဆိုရင်ပြည်သူတွေဘယ်တော့တနာစရာကောင်းလဲပေါ့နော်အဲ့တော့အဲဥစ္စာတွေကိုကျွန်တော်တို့တေချာလေးပြန်ပြီးတော့စဉ်းစားကြဖို့လိုပါတယ်နောက်တစ်ခုကဒီနေ့ဒီချိန်ထိကျွန်တော်တို့ဒီနေရာထိရောက်လာနိုင်တာကပြည်သူလူထုရဲ့ထောက်ခံမှုရှိလို့ပါ ထောက်ခံမှုကြာဆုံးသွားပြီဆိုတဲ့ချိန်ကျရင်ကိုယ့်ရဲ့တပ်ဖွဲ့ကြီးလည်းစစ်ကောင်စီလိုအဖြစ်မျိုးတွေကြုံရတတ်တယ်။ဘယ်နေရာသွားသွားကိုယ့်ရဲ့သတင်းတွေကပေါက်ကြားပြီးတော့တောက်လျှောက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေခံရနိုင်ခြင်းရှိတယ်။စစ်ကောင်စီကိုသတင်းပေးတာမျိုးတွေဖြစ်လာခဲ့ရင်ကိုယ့်တပ်ဖွဲ့တွေအထိနာမဲ့ကိစ္စတွေအများကြီးဖြစ်လာလိမ့်မယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒါကြောင့်တဲ့နဲ့ဒီကင်နေရတာတွေတိုက်ပွဲတွေဝင်နေရတာတွေကဘာရည်ရွယ်ချက်လဲငါတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာတွေမပြောင်ပြတ်သွားဖို့ပြီးရင်ကိုကိုတိုင်းစောင့်ထိုင်းရမယ့်ကျင့်ဝတ်တွေဒါစီမင်းစည်းကမ်းတွေဒါတွေကိုလိုက်နာကြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးလည်းဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်